လွမ်းမောပွေအော်အော်ဆန်လေးတွေကဝေဒနာကိုမကုစားနိုင်ခဲ့ပါအချာဦးရဲ့ပရောပွင့်ငုံလေးတွေကချမ်းမြေ့ငြိမ်းအေးမှုကိုမပေးနိုင်ခဲ့ပါမျော်လင့်စွာစောင့်စားခဲ့တဲ့နှစ်ကူးအတာရည်စင်ကလည်းအပူကိုငြိမ့်သက်နိုင်မှာမဟုတ်တော့ပါဘူးအချုပ်တန်းစရာပဲလို့မန်းတုံအောင်လမ်းဆောင်ကသာဟစ်ချင်တော့ဒီခေတ်မှလို့ပဲအော်လိုက်ချင်ပါတယ် ဒါပဲမဲကျွန်တော်ဟစ်အော်ခြင်းမိတာဆရာဖေလိုမန္တလေးဆောင်ရဲ့အေးချက်ချမ်းချက်ကိုမဟုတ်ပါဘူးစိတ်အုပ်စုရဲ့ကြမ်းချက်ရမ်းချက်တွေကိုပါပဲတကယ်လဲအော်ပြောခြင်းနဲ့မိတယ်ရှင်တဲကခံစားချက်တွေကိုဖော်ပြဖို့ဘလို့နီးလာမှမရှိတော့ပါဘူးအော်ဟစ်ယုံမတပါတခြားရွေးချယ်စရာကျွန်တော်တို့မှမရှိကြတော့ပါဘူး တ်ကြီးစိုက်တာလို့ပြောရင်လဲကြေပါစေတော့ဝတ်ကြီးလိုက်တာလို့ဆိုရင်လဲနေပါစေတော့ဒီဘဝမှာဒီမြလောက်ခံစားရရင်ဖြစ်မြမဟဲ့လို့ဂုံယူစွာကျင့်တ်ပါတော့မယ်စစ်ပွဲတန်တရာနှုန်တဲမှာအလူအလိုက်ခံစားနေရစဲမှာပဲရေကြီးလိုက်မုံတိုင်းတိုက်လိုက်ငလျင်လှုပ်လိုက်နဲ့ခံလိုက်ကြရတဲ့ဘဝတွေအသက်တွေ အိမ်စည်းစိမ်တွေဖျောင်းပေါ်တဲ့တိုင်းပြည်စီရီပထိုးပေါ်တဲ့တိုင်းပြည်မှာဖြစ်လိုက်ရင်တော့ဘယ်ဖျားမှတကူမကြည့်တော့သလိုဘယ်စီရီမှလည်းတတ်တော်မကုတ်မျိုးတော့ပါဘူးဒီလိုပါပဲဖျားတခင်တွေကလည်းမျက်လွာချထားလိုက်ကြတယ်ထင်ပါရဲ့ ရုပ်ရှင်တွေတဲကစစ်ပွဲတွေကိုအပြင်မှာတွေ့ချင်ရင်မြန်မာပြည်ကိုလာခဲ့ကြပါရုပ်ရှင်တွေတဲကစစ်ရဲသားတွေကို မြင်ချင်ရင်ဒီနိုင်ငံကိုကြောက်ခဲ့ကြပါရုပ်ရှင်တွေတဲကဇွန်ဘီတွေအကိုက်ခံရလို့ခြေပြက်လက်ပြက်နဲ့တွားတွားနေတဲ့လူသားတွေကို ကြည့်ချင်ရင်အမြန်သာလာခဲ့ကြပါကျွန်တော်တို့တွေဟာဒုက္ခတွေတောကတွေကိုအံကြိတ်ခံရင်အာနာရှင်တွေကြိုက်တဲ့ တဘာဝတယုတ်ဆောင်တွေဖြစ်တယ်ဆိုတာကိုခမားတို့ကို မြင်စီချင်လိုက်တာလူသားဆန်တဲ့လူတွေနဲ့ကျွမ်းကျင်ခွေးကလေးတွေအပြန်စီးပုံတွေကအသက်ရှင်ကြံသူတွေကို လိုက်လံရှာဖွေကြတဲ့အချိန်လူဆိုပြီးတစိုက်ကတ်ထားတဲ့သူတွေကဘုံတွေကျဲချနေလိုက်တာ တချို့ကမြမဟဲ့လို့ဂုံယူစွာနဲ့ပဲအလောင်းတွေရှေ့ရှင်လောင်းလှဲ့လိုက်တာ ီနိုင်ငံမှာပဲရှိပါတယ်။မေတ္တာတရားကိုရှေ့တန်းတင်တဲ့ရွှေနိုင်ငံကြီးမှာတေသူတွေအပေါ်ကိုကျင်းစာတရားပြဖို့နောက်ဆုတ်တွန့်တုံနေလိုက်ကြတာ။မလင်ကြောင့်မျက်ရည်တွေရွှဲနေတော့ပဲရှိသေးတယ်။ဘုံကျဲခံလိုက်ရတဲ့မျက်ရည်တွေထက်စီးရပြန်တယ်။ဒုက္ခကြောင့်ဖြစ်တဲ့မျက်ရည်ဆက်တွေကသာအယောင်ချေပြီးတင်ထားလို့ရရင်ဒါကရေကြီးတော့က ဒါကမုံတိုင်းတော့ကဒါကတော့အစုလိုက်အပြုံလိုက်အသက်ခံရတော့ကဒါကရွာမီးရှုခံရတော့ကဒါကငလီနှုံးကဒါဟာဘုံကျဲတုံးကလို့တကယ်ချေထားလိုက်ချင်မိတယ်ခင်ဗျားတို့မြင်ရလေအောင်ပေါ့ကိုချင်းစာတရားအပြည့်နဲ့အခုညီလာပေးရှာတဲ့သူတွေကိုပြည်ဝင်ခွင့်မပေးတဲ့လူတွေဟာဒီနိုင်ငံမှာတကယ်ရှိပါတယ် ပြည်သူတွေရဲ့ဒုက္ခပင်လယ်တွေကတောကအဖုံဖုံကိုမှတ်တမ်းပြုမဲ့မီဒီယာတွေကိုဝင်ခွင့်မပေးတာဒီနိုင်ငံမှာရှိပါတယ်။ကျွန်တော်လေအဲ့ဒီလူတွေကိုခမားတို့ကိုပြချင်လိုက်တာ။ကြောက်စရာကောင်းပြီးလူအသက်ပေါင်း3000ကျော်ကိုနှုတ်ယူတက်ဖြတ်သွားတဲ့ငလျင်။ဥဝင်အဆောက်အုံတွေကိုဖြုတ်ဖြတ်သွားတဲ့ မမြင်ရဲ့စူဂျူသတင်းတွေကိုနားတော်ကြဆင်ဖို့တချို့ဒေတာတွေမှာတော့ရေဒီယိုလေးများတောင်ရှိကြလေမှာမဟုတ်တော့ဘူးအင်တာနက်ဆိုတာကိုယ်တွေနဲ့မဆိုင်တော့တယ်လို့ပါပဲစင်ရဲတွင်နဲ့စစ်ပွဲတွင်နဲ့တဲ့နိုင်ငံရဲ့ဒုက္ခပင်လယ်ဝေနေတဲ့ပြည်သူတွေကိုနိုင်ငံတကာကကိုချင်းစာပြကြကူညီကြတဲ့အချိန်မှာဒုနိုင်ငံရဲ့ဝေဟင်ပြေမှာတော့ ပြစ်မဲ့ပြည်သူတွေကိုလေမိတ်စာတက်စီတွေကမရဏတကားတွေဖွင့်ဖွင့်ပေးနေလိုက်ကြတာသူတို့တွေအဲ့လိုရောပျော်ကြရဲ့လားလို့မေးလိုက်ချင်းမိတယ်မတ်လ28ရက်2025ခုနှစ်ကျွန်တော်ပါဇက်ကငလျင်ငလျင်လို့နှကွန်းတော်အွန်လိုင်းမိတယ်မင်းနဲ့ပိုင်းနေပါပဲ Facebook ပေါ်ကြည့်လိုက်တော့ စကိုင်းတရာဟောင်းကြီးပြူကျသွားပြီကအစသတင်းတွေမကြောင်းဝုံမကြည့်ရတဲ့အထိတက်လာပါတယ်29ရက်နေ့မနက်စောစောအင်တာနက်ဖွင့်ကြည့်လိုက်တော့အသေးအပြောက်အပြက်စီးတွေနဲ့ပိတ်မိနေတဲ့သတင်းတွေ အပြူအပြက်တွေတပုံကြီးဟာမကြည့်ရဆရာပါပဲမိနစ်ပိုင်းလေးသာ ဖြစ်ခဲ့တာပါဒီလိုမဖြစ်ပါစေနဲ့လို့ဆူတောင်းဖို့အချိန်တော်မရလိုက်ပါလားလို့ ုဂ္ဂိုလ်ကိုတွေးနေမိတယ်။ဘလို့ဒုက္ခပဲလာလာခေါင်းခံပေးဆက်လိုက်ကြတာဟာပြည်သူတွေပဲမဟုတ်လား။ပြည်သူတွေခံပြည်သူတွေသိပြည်သူတွေပြက်ဒီပြည်သူတွေရဲ့အသက်ဟာဘာမှအဖိုးမတန်တဲ့တစ်ခါတုံးကြွကြွအိတ်လိုဒီနိုင်ငံမှာဖြစ်နေတာကြာပြီလေ။တကယ်အော်ဟစ်လိုက်ချင်ပါတယ်။ခါတိုင်းနှစ်တွေဆိုရင်ဒီအချိန်အတာအူးမှာ ဒုက္ခဟူသမျှစေကျော်တန့်စင်မဲ့အတွင်းနဲ့ဆင်းရဲမွတ်တေမှုတွေကိုဒုပ္ပဒံတွေနဲ့ဖြေလျှော့အောဩဒံနဲ့နှစ်သိမ့်ပရောပွင့်တွေနဲ့စိတ်ဖြေကအတင်းခဲ့ကြပါလေရဲ့အခုတော့ဆရာမျိုးမငင်းရဲ့မန်းတောင်ရိတ်ကလည်းခိုလုံဖို့အစိုးမရတော့ပဲနန်းတော်ရှိမှအိစားနေရတဲ့ဘဝဆရာလင်းခဲလူလင်ရဲ့ဇေယျရွှေမြေဟာလည်း တရားပေါင်းစုံနဲ့ဖျားဘူးတွေမလာနိုင်တော့တဲ့အဖြစ်ဒီအဖြစ်ဆိုးတွေကိုမျှဝေရင်ဆိုင်ကြဖို့တိုင်းရင်သားလက်နက်ကင်တွေနဲ့အမျိုးကြီးကယာယီအဖြစ်ရဲ့အကြောင်းသဘောထားချုပ်ပြန်လိုက်ကြတယ်စစ်ကောင်စီဘက်ကလည်းဧပြီလ22ရက်နေ့အထိအပြည့်ရမယ်လို့ဆိုပါတယ်ဒါပေမဲ့စစ်ကောင်စီရဲ့ထိုးစစ်တပ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေက သူတို့ကြေညာထားတဲ့ ဖြစ်ရဲ့ပညာချက်ကိုတံပြန်ဟားတိုက်နေလေရဲ့။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ပဲမဟုတ်လား။လာသမျှဒုက္ခကိုခါစီးရင်ကော့ခံပြီးမျက်ရည်စက်တွေကိုဖေးကူတုပ်ပေးကြတာပေါ့။ကိုကျုံးစွန့်ကူညီခဲ့သူတွေကိုချင်းစာစိမ့်နဲ့ဖေးမခဲ့သူတွေအားလုံးကိုကျွန်တော်တို့ရင်ထဲကလှိုင်လဲစွာကျေးဇူးတင်နေမှာပါ။ခေဆိုးတစ်ခုကိုဖြတ်တန်းရင်း လမ်းကူးလက်မှာတဘာဝဘေးကြောင့်ကွယ်လွန်ခဲ့သူတွေကိုလည်းအမတ်ရနေမိပါပါ။တရားပေါင်းစုံနဲ့ကြံ့ရင့်နေသူတွေကိုလည်းနားလည်စွာနှစ်သက်ရင်ကျွန်တော်တို့တွေရှေ့ကိုဆက်လျှောက်ကြရင်နဲ့အပူဟူသည်။ကိုမျှဝေခံစားကြတာပေါ့။ကျွန်တော်တို့မှာဒီလူတွေပဲရှိတာကို